င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဆီအိုစုရဲ့နိုင်ငံတကာယာစုဝတ်မှုတွေမှာကြံရပါပတ်သက်နေမှုကိုအဆုံးသတ်ဖို့နဲ့နိုင်ငံရေးတရားဝင်မှုရရှိအောင်ဖန်တီးဖို့တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်အောင်ကြိုးပမ်းနေတာတွေကိုအာဆီယံအနေနဲ့ဆန့်ကျင်ဖို့ Justice for Myanmar JFM ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အော်တိုဘာလ24ရက်နေ့မှာ GFM ကအခုလိုထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီးတော့အဲ့ဒီတောင်းဆိုမှုဟာကွာလာလမ်ပူမြို့တော်မှာမလေးရှားနိုင်ငံကလက်ခံကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပခင်မှာတောင်းဆိုတာဖြစ်ပါတယ်။အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ခဲ့တာက၄နှစ်ကျော်ကာလရောက်ရှိလာပြီမဲ့ စေအုပ်စုကအရသာပြည်သူတွေအပေါ်မှာအကြမ်းဖက်ဆစ်စင်ရင်းနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းတွေကိုသာတိုးမြင့်လှုပ်ဆောင်ခဲ့ပြီးတော့ဒီလိုလှုပ်ဆောင်နိုင်အောင်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ဒေတာရင်းစည်းပွားရေးလုပ်ငန်းတွေရဲ့ကြံ့ရပါပတ်သက်မှုတွေကိုလည်းအပိတ်ကူညီခဲ့တယ်လို့ JFN ကထောက်ပြထားပါဗျာ။အာဆီယံအနေနဲ့မကြခင်ကျင်းပမဲ့ထိပ်သီးအစည်းအဝေးပွဲမှာစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုညှင်းဆန်ဖို့ အာဆီယံနဲ့လောက်ခံအဖွဲ့အစည်းတွေမှာစစ်အုပ်စုနဲ့စစ်အုပ်စုရဲ့ကိုယ်စားလှယ်တွေကို တားမြစ်ပိတ်ပင်ဖို့အစရှိရဲ့အချက်တွေကိုထုတ်ပြန်ချက်ကနေတဆင့် GFN ကတောင်းဆိုထားပဲဖြစ်ပါတယ်။အာနာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း900နီးပါးပျက်စီးခဲ့တယ်လို့ DVV Data အဖွဲ့ရဲ့ကောက်ယူထားတဲ့စီးနေရသိရပါတယ်။ဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့ဝေဝေကအပြည့်စုံတင်ဆက်ပေးထားပါရရှင်။ 2021ခုနှစ်ကနေ2025ခုနှစ်အောက်တိုဘာလ21ရက်နေ့အထိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းပေါင်း480ပျက်စီးခဲ့တယ်လို့ TVB Data အဖွဲ့ကကြောက်ယူရရှိထားတဲ့စင်တွေရသိရပါတယ်။အဲ့ဒီအထက်သခိုင်းတိုင်းမှာ134ကျောင်းနဲ့အများဆုံးဖျက်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်ညတုန်းကလည်းသခိုင်းတိုင်းချောင်းမြို့နယ်ကဘုံတူကျေးရွာမူလာရန်စာတင်ကျောင်းအနီးမှာ စီမီထုံးပြီးတပိတ်ပြုလုပ်နေစဉ် စစ်တပ်ကစက်တက်လေထီနဲ့ပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းလေအသုံးပြုလို့မရတဲ့အထိပျက်စီးခဲ့ပြီးလူပေါင်း20ကျော်သေဆုံးခဲ့ပါတယ်။ချောင်းဦးမှာဖြစ်သွားတဲ့ဖြစ်စဉ်ကဘုံလူရွာရဲ့မူလာရန်ကျောင်းမူလာရန်စာတင်ကျောင်းပေါ့နော်။လုံးဝပြန်ပြီးတင်လို့မရအောင်ဆုတ်ပြတ်သွားပါတယ်ဗျာ။စာတင်ကျောင်းပျက်စီးသွားတယ်မဟုတ်ဘူးဒီလိုသူတို့ဟိုပြန်ပြီးတော့အကျောင်းအစ်စ်နေရာအစ်စ်ရွေးဖို့နဲ့စောက်ဖို့ ပြန်ပြီးတော့စူးစမ်းနေကြတယ်လို့သိရတယ်ဗျာတက်အနေနဲ့ကတော့ကလေးတွေရဲ့ဒီစာသင်ကျောင်းတွေဟိုရွေးချယ်စီတိုက်ခိုက်တယ်ဆိုတာကသူတို့ကဒီရင်ကလေးကအကျော်အကျော်တရားရိုက်သွင်းပြီးသူတို့အာဏာဒီမဲကြီးလုံနေတာပဲသူတို့ရှိနေသေးတယ်တရားမျိုးတွေကကျုံနေအောင်ပါလေစစ်အာဏာရှင်စနစ်အမြင့်ပြတ်သွားဖို့ကျွန်တော်ဆက်လုပ်ကြရမှာပေါ့စာသင်ကျောင်းမူဂျိုနဲ့တင်းနန်းကျောင်းတွေတိုက်ခိုက်ခံရမှုကစကိုင်းတိုင်းထဲမှာ134ကျောင်းနဲ့အများဆုံးဖြစ်ခဲ့ပြီးမကွေးထဲမှာတော့53ကျောင်းပျက်စီးခဲ့ပါတယ် မန္တလေးမှာ46ကျောင်းနဲ့ချင်းမှာ55ကျောင်းပျက်စီးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါရီပြင်ရခိုင်၊ကရင်၊ရှမ်း၊ပဲခူး၊ကချင်း၊ကယားမွန်၊အေရော်ရီတနင်္လာရီနဲ့ရန်ကုန်တို့မှာလည်းထိခိုက်ပျက်စီးခဲ့ရတဲ့ကျောင်းတွေအများပြားရှိနေပါသေးတယ်။စစ်ကောင်စီရဲ့ကျောင်းတွေကိုဥတီတိုက်ခိုက်မှုတွေကြောင့်ဂျာကာလာကျောင်းတွေမှာပညာသင်ကြားနေရတဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေရဲ့အသက်အန္တရာယ်အတွက်နေစင်းနေများစိတ်ပူပန်နေရတယ်လို့ မကွေးတိုင်းကန့်ကောမြို့နယ်ပညာရေးဘုတ်ဖွဲတာဝန်ခံကပြောပါတယ်။အဲစာသင်ကမ်းနေရာဆိုရင်ဖြင့်အင်မတန်မအူအရေးကြီးပါတယ်။အရေးကြီးတဲ့အတွက်ဒီကလေးတွေကိုကာကွယ်ဖို့ပါလဲပဲကျွန်တော်တို့မှာအလုံးတာဝန်ရှိပါတယ်။ယနေ့စာသင်ကမ်းတွေမှာရှိနေတဲ့ဆက်ဆက်မတွေရောကျောင်းသူကျောင်းသားတွေရောရဲ့အသက်ကိုကျွန်တော်တို့အမြဲတမ်းနေ့စဉ်နဲ့မျှစိုးရိမ်နေရပါတယ်။ဒီအတွက်လည်းပဲကျွန်တော်တို့ဟိုစီမံချက်တွေရေးဆွဲပြီးတော့မှအကောင့်တွေပေါ်နေရတယ်။ ဒါပေမဲ့လေဒါကပြည်စုံလုံလောက်တဲ့စီမံချက်တည်တော့မဟုတ်ဘူးအကာအကွယ်ဖို့မဟုတ်ဘဲနဲ့ရှောင်သိမ်းဖို့လောက်ပဲဖြစ်တယ်ဒါမဲ့အဲ့ဒီရှောင်သိမ်းရင်းနဲ့ပဲလေတခါတည်းမှာထိခိုက်မှုတွေတိုက်ဆုံမှုတွေရှိခဲ့တဲ့ခါကျတော့ကျွန်တော်တို့မှာနေ့စဉ်နဲ့မြဆိုးရိမ်နေရပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက လေနဲ့ပုံကျဲတာစစ်တပ်ရင်ပါရာမော်တာနဲ့ကျဲချတာတွေအပြင် drone နဲ့ ဂျိုင်ရိုကော့ပတာတွေကိုအသုံးပြုပြီးဝင်ဟင်ကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့စာတင်ကျောင်းတွေကိုပြစ်မှတ်ထားဦးတည်တိုက်ခိုက်မှုတွေကတစ်နှစ်ထက်တစ်နှစ်ပိုများလာတာကိုလည်းတွေ့ရှိရပါတယ်။တိုက်ခိုက်မှုတွေကြောင့်2022ခုနှစ်ထဲမှာ55ကြောင်း2022ခုနှစ်မှာ38ကြောင်း2023ခုနှစ်မှာ62ကြောင်း2024မှာတော့144ကြောင်းပျက်စီးခဲ့ရတာကနေအခုနေအော်တိုဘာလ22ရက်နေ့အထိ 182ကျောင်းဖြည့်ဆည်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ကျွန်မဝေပါစကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မော်လိုက်ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေကိုငွေပေးမှအကျဉ်းသားတွေကိုစေဝါကူတာခွင့်ပေးတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMC ကနေသိရပါဗျာ။ မော်လိုက်ကလေးအကျဉ်းဦးစီးဌာနကအကျဉ်းသားတွေကကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရပဲစေဝါလုံလောက်မှုလည်းမရှိတဲ့အပြင်အရေးပေါ်လူနာတွေရဲ့ပြင်ပစေကူတာခွင့်ကိုထောင်ပိုင်းအပါအဝင်အရာရှိတချို့တောင်းခံတဲ့ငွေပမာဏပေးတော့မှအပြင်ထွက်စေကူတာဖို့အတွက်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပေးတယ်လို့ဆိုပါတယ်အရေးပေါ်စေကူတာခွင့်အတွက်တကြိမ်ကိုပေးဆောင်ရတဲ့ပမာဏဟာမြန်မာငွေကျပ် 9သိန်းကနေ30ကြားပေးဆောင်နေရပြီးရန်ပန်ရန်ခါမှာတော့ထောင်အာနာပိုင်းနေရဲ့ KTB ဘိုးကိုပေးဆောင်မှာပြင်ပစေဝါကုသခွင့်ရတဲ့ဖြစ်စဉ်တွေလည်းရှိရလို့သိရပါဗျ။မော်လိုက်ကလေးအကျဉ်းတော်မှာအကျဉ်းသားအယောက်1500နီးပါးရှိပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား300နီးပါးရှိရလို့သိရပါဗျ။ အာနာသိဆေယုစုကလုံးဝရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ဇနီးဖြစ်သူတဆညပါတီလွှတ်တော်ကိုစလေလောင်းကိုရိုက်နှက်ခဲ့တဲ့ခင်မွန်းဖြစ်သူကိုတိုက်ကြီးမျိုးနဲ့အုတ်ကန်နေပြီရဲစခန်းကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားတယ်လို့မျိုးခန့်နေစီရင်နေသိရပါတယ်။တိုက်ကြီးမျိုးနဲ့အုံးပင်စုကျေးရွာမှာတဆညပါတီလွှတ်တော်ကိုစလေလောင်းဒေါ်လီလင်းမြင့်ကိုခင်မွန်းဖြစ်သူကိုကျော်လင်းထွန်းက ရွေကောက်ပွဲမှာဝင်ပြိုင်လို့ရိုင်းနှက်ခဲ့ပြီးတော့ရွေကောက်ပွဲကမနှုတ်ထွက်ရင်တပ်ပစ်မယ်လို့ချိန်ချောက်လာတာကြောင့်ရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ခံတယောက်က DVB ကိုပြောပါတယ်။အဆိုပါဖြစ်စဉ်ကတော့မှန်ကန်ပြီးအော်တိုဘာလ18ရက်နေ့ကဇနီးဖြစ်သူတိုင်ကြားချက်ကြောင့်ကိုကျော်လင်းထွန်းခေါ်ကနန်းကိုအုတ်ကန်နေမီရဲစခန်းကပအမှတ်49မြင်းဆောင်2025ရွေးကဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုတ်ချုပ်ရည်နဲ့နေဆက်သူတူက DVB ကိုပြောပါရယ် စစ်တပ်ကအော်တိုဘာလ3ရက်နေ့အထိထုတ်ပြန်ချက်အရရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားသူ64ယောက်ရှိရလို့သိရပါဗျ။ပထမဦးဆုံးရွေးကောက်ပွဲဥပဒေပေါ်မှာ32ကာဂျီနဲ့အမှုဖွင့်ခံထားရတဲ့တောင်ကြီးမြို့ကကိုနေသွေးကိုစက်တင်ဘာလ9ရက်နေ့မှာစစ်ကောင်စီကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ